ားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီ Photoshop မှာ layer တွေရဲ့ဘယ်လိုလုပ်လို့တလဲ layer တွေဘယ်လိုလုပ်အသုံးပြုပြီးတော့မှာဒီ Photoshop ရဲ့ design တွေကိုဘယ်လိုမျိုးစီမံခန့်ခွဲလုပ်ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ညွှန်ပြပေးချင်ပါတယ်ဒီမှာကျွန်တော် campus လေးတစ်ခု2080ပတ်လဲပဇယ်လေးပဇယ်ရှိတဲ့ဒီ campus လေးတစ်ခုကိုဖန်တီးထားပါတယ် ခုလက်ရှိမြင်နေရတဲ့ campus ပေါ်ကိုကျွန်တော်တို့လေယာဓာတ်ပုံလေးကြီး MH လေယာလေးကြီးထည့်ပြီးတော့ထည့်ပြပါမယ်ခုမြင်နေရတဲ့ပုံတွေကဒီ office ပုံလေးကိုပထမဦးဆုံးဆန်ပြီးတော့ထည့်ပါမယ်ဆိုလို့ရှိရင် ဒီဓာတ်ပုံလေးရဲ့ canvas ပုံကိုရောက်ရှိလာပါပြီ။ရောက်ရှိလာပြီဆိုလို့ရှိရင်ဒီမှာ transform tool လေးတွေပေါ်နေသေးတယ်ဖြစ်တဲ့အတွက်သူ့ကိုဒီမှာမှန်ကျလေးချစ်ပြီးတော့အာဒီလောက်ပေးဖို့လိုပါတယ်။မှန်ကျမချစ်ခြင်းမှုဆိုလို့ရှိရင် enter key လေးကိုခေါ်ပါမယ်။ loan ထားမှာဆိုလို့ရှိရင်ဓာတ်ပုံကိုဒီ image layer ကိုဒီထည့်လိုက်ပြီဆိုလို့ရှိရင်ညာဘက်ချမ်းမှာဆိုလို့ရှိရင် layer panel box ထဲမှာလည်းပဲသူ့ရဲ့ဒီ image layer လေးတခုအတည်းပေါ်လာတာကိုတွေ့ရမှာပါ။ တော့ဒီ image layer လေးကိုလိုအပ်တယ်လို့နေရာရွှေ့တာတို့ site ခြုံချက်လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့တူဘာမှာရှိတယ်ဒီ two box တွေက two bar တွေကဒီ mutu ကိုဖြစ်မနေယူပြီးတော့အသုံးပြုရမှာပဲဖြစ်ပါတယ်အဲ့တော့ mutu လေးကိုယူလိုက်ပြီဆိုလို့ရှိရင်ဒီလိုညာမယောင်လေးဒီပုံမှာပေါ်လာပါမယ်အဲ့တော့ဒီပုံလေးကိုကျွန်တော်တို့ကဒီလိုအပ်တဲ့နေရာကိုစပြီးတော့ရွှေ့ဖို့လိုအပ်ပါမယ် အဲ့တော့ရွှေ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်1ခုနံပါတ်1တည်ထားမှာကကျွန်တော်တို့ဒီပေါ်မှာရှိတဲ့ဒီ auto select ဆိုတာလေးကိုကျွန်တော်တို့ကဒီ select ပေးထားဖို့လိုပါတယ်မဟုတ်ဘူးဆိုလို့ရှိရင် auto select ကိုမိထားမယ်နောက်တစ်ခုကကျတော့ဒီဘက်ကအဲဒီ transform လုပ်တဲ့ transform ကိုလုပ်ထားတာလေးကိုလည်းဖြူထားမယ်ဆိုလို့ရှိရင်နော် layer ပေါ်မှာဘာမှမြင်ရမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကဒီ auto select လေးကိုလည်းမှတ်ညစ်ပေးထားမယ်နောက်တစ်ခုက transform လေးကိုလည်း selection ပေးထားမယ်ဆိုလို့ရှိရင် response tool လေးလည်းမြင်ရမယ် selection ပြလိုက်တဲ့ချိန်မှာလည်းပဲကိုယ့်ရဲ့တက်ပုံကို selection ပြတာကိုဒီ layer panel မှာလည်းပဲတက်ပြီးတော့မြင်ရမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီပုံလေးဒီပုံကိုရွှေ့တော့မယ်ဆိုလို့ရှိရင်ဒီပုံကိုဖြီးပြီးတော့ mouse နဲ့ဖြီးပြီးတော့မှ check out လိုက်လို့ရပါတယ်အဲ့တော့ဘယ်ဘက်ချမ်းအတောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပန်းရောင်လိုင်းလေးနှစ်လိုင်းပေါ်နေတာတွေ့ရပါမယ်ဘယ်ဘက်ချမ်းမှာလည်းမြင်ရတယ် top margin ပေါ်မှာလည်းပဲမြင်ရပါတယ်ဒါလေးကတော့သူ့ရဲ့အဲဒီ down corner တွေနဲ့ကျွန်တော်တို့ရဲ့ image က ကွက်တိဖြစ်သွားပြီဆိုတာကိုပြသနေတာလို့ဖြစ်ပါတယ်။အဲတော့ပုံလေးကိုချက်ကျင်နေဆိုလို့ရှိရင်အချိုးညီညီချက်ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကရှစ်ကီးကိုဖြီးပြီးတော့မှကျွန်တော်တို့ကဆွဲပြီးချက်ဖို့လိုပါတယ်။ဒါဆိုလို့ရှိရင်ပုံကချိုးဆန်းညီညီနဲ့ချက်ပြီးသားဖြစ်ပါလိမ့်မယ်။ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကရေမှန်ကလေးကိုချက်ဖို့မမေ့ပါနဲ့။ပြီးလို့ရှိရင်အင်တာခောက်တာလို့ဘယ်ချက်တာလို့လုပ်ဖို့လိုပါတယ်နော်။ဒါလို့ transform ကို OK ပြလိုက်တဲ့သဘောပါပဲ။အဲ့တော့ ဒီပုံလေးတစ်ပုံရောက်လာပါပြီရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာလည်းပဲလေယာအစ်တစ်ခုထိုးလာပါတယ်အဲ့တော့ဒီလေယာလေးကိုနာမည်ပေးခြင်းနဲ့ဆိုလို့ရှိရင် double clay လေးနှစ်ချက်နှိပ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က OFFICE office ဆိုပြီးတော့နာမည်ပေးလိုက်ပါမယ်ပြီးတာနဲ့ enter ခေါ်လိုက်ပါဒါဆိုလို့ရှိရင်လေယာကိုနာမည်ပေးပြီးသားဖြစ်သွားပါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ထပ်ပြီးတော့မှကျွန်တော်တို့ကနောက်ထပ်ဒီ man ဆိုတဲ့ office ာရှိအဖွဲ့မှရှိနေတဲ့ main ပုံဒီမြူတာပုံလေးကိုကျွန်တော်တို့ canvas ပုံကိုဆွဲတင်လိုက်ပါတူလေလားတူပါပဲပုံလေးမှာဆိုရှင်သူရဲ့ transform tool လေးတွေကိုအမြင်နေရပါမယ်အဲ့တော့ဒီလိုချိန်မှာ solution ပုံကိုကျွန်တော်တို့ကလိုအပ်တယ်လို့ခြုံချက်တာလေးတွေလုပ်လို့ရပါတယ်နော်အဲကျွန်တော်လိုချင်တဲ့နေထားရောက်ပြီဆိုလို့ရှိရင်ပုံကိုကျွန်တော်ထားမဲ့နေရာကိုဆက်ရွှေ့သွားပါပြီးပြောင်းနေ okay ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံမှာရှိတဲ့ option bar ပုံပုံမှာရှိတဲ့ဒီမှန်ချက်လေးကိုချက်လိုက်ပါဒါဆိုလို့ရှိရင် သူ့ရဲ့ပုံကိုနေရာချပြီးဖြစ်ပါလိမ့်မယ်။ခုဆိုရင်တော့လေယာပန်နယ် box ထဲမှာကျွန်တော်တို့ကလေယာနောက်ထပ်လေယာတစ်ခုတက်တိုးလာတာကိုတွေ့ရပါမယ်။အဲဆက်ပြီးတော့မှကျွန်တော်တို့ကဒီမှာရှိတဲ့ lady ဆိုတဲ့ပုံလေးကိုလည်းပဲကျွန်တော်တို့ကဒီ canvas ပေါ်ကိုထပ်ပြီးတော့ဆွဲတင်လိုက်ပါမယ်။အဲတော့ကျွန်တော်လူချင်းနဲ့နေထားပြအောင်ကျွန်တော်တို့က site လေးကိုခြုံချက်လုပ်ကြည့်ပါမယ်။လုပ်ပြီးပြီဆိုတော့လည်းကျွန်တော်တို့ကဒီမှာပုံလေးထပ်ကြည့်လိုက်ပါ ပြီးလို့ရှိရင်ကျွန်တော်တို့ဒီက enter ခောက်ပါမယ်ဒါမှမဟုတ်ဒီ menu ကိုချက်လိုက်ပါအဲ့တော့ switch to bound layer နောက်ထပ်တစ်ခု layer ထပ်ထုတ်လိုက်ဖြစ်တဲ့အတွက် layer လေးထပ်ပေါ်လာတွေ့ရပါလိမ့်မယ် layer panel box ထဲမှာကျွန်တော်တို့အသစ်ထပ်ထည့်လိုက်တဲ့ background ပါဝင် layer လေးခုရှိတာကိုမြင်ရပါလိမ့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က layer ရဲ့သဘောတရားအရာ layer တွေကတစ်ခုပြီးတစ်ခုထပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်ဆုံးမှာရှိတဲ့ layer ကိုကျွန်တော်တို့ရဲ့မျိုးလုံးနဲ့အနည်းဆုံးမှာမြင်ရမှာဖြစ်ပါတယ် တကယ်လို့ဒီအမျိုးသမီးလေယာပုံကိုကျွန်တော်တို့ကဒီ mouse နဲ့ဖြီးပြီးတော့မှ man ဆိုတဲ့အောက်ကို search လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလေယာကဒီမြို့သားရဲ့နောက်ကို မြို့သမီးရဲ့ပုံကနောက်ကိုရောက်သွားမှာဖြစ်ပါတယ်အဲတော့ထပ်ပြီးတော့မှဒီ lady ဆိုတဲ့ပုံကိုအပေါ်ပြန်တင်လိုက်ပါမယ်ဒါဆိုလို့ရှိရင်သူကရှေ့ကိုပြန်ရောက်လာပါမယ်ပေါ်ရောက်လေလေရှေ့ဆုံးမှာမြင်ရလေလေဆိုတဲ့သဘောတရားပါပဲအဲတော့ကျွန်တော်တို့ကနောက်ထပ်တစ်ခုလေယာတွေကိုအပေါ်အောက်ရွှေ့ကျင်တယ်ဆိုလို့ရှိရင် နောက်ထပ် ဘာလို့သုံးမလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ shortcut key လေးတွေဖြစ်တဲ့ control နဲ့ control လေးနဲ့ကျွန်တော်တို့ကခွင်းစာလေးနဲ့ control ခွင်းပိတ်စတာလေးနဲ့ကျွန်တော်တို့အသုံးပြုလို့ရပါတယ်။အဲတော့ကျွန်တော်တို့ဒီ mute me ပုံလေးကိုသုံးလိုက်မယ်ဆိုလို့ရှိရင် control လေးနဲ့ဒီခွင်းစာလေးနဲ့သုံးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ lady ဆိုတဲ့ mute me ပုံလေးကနောက်ဆုံးကိုရောက်တော့တာတွေ့ရပါလိမ့်မယ်။အဲတော့ရှေ့ကိုပြန်ခေါ်ခြင်းလေဆိုရင် control နဲ့ခွင်းစာနဲ့ခေါ်လိုက်တာနဲ့ဒီပုံนี้ ဒီလေယာဉ်ဒီအပေါ်ဆုံးကိုရောက်ရှိလာမှာဖြစ်ပါတယ်အဲ့တော့တမ်းပြီးတော့မှနောက်ဆုံးလေယာဉ်ကိုရှည်ဆုံးပို့ကျင်တာမျိုးရှည်ဆုံးလေယာဉ်ကိုနောက်ဆုံးပို့ကျင်တာမျိုးခြေနေမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့လေယာဉ်တွေအများကြီးနဲ့လှုပ်လှုပ်ရတဲ့အခါမှာဆိုလို့ရှိရင်ရှည်ဆုံးလေယာဉ်ကိုနောက်ဆုံးပို့ကျင်တာမျိုးနောက်ဆုံးလေယာဉ်ကိုရှည်ဆုံးပို့ကျင်တာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က shortcut key ရတော့ top button ပို့တဲ့ပုံစံကတော့ဒီ control shift ကွန်းစား control shift ကွန်းဘိတ်ကိုတုံးပြီးတော့လည်းပဲကျွန်တော်တို့ကလေယာဉ်တွေကိုအထက်အောက်ချလို့ရပါ အဲ့တော့ဒီမှာရှိနေတဲ့ပုံကိုနောက်ဆုံးပို့ခြင်းလဲဆိုရှင်ရှစ်ကွင်ထူဝန်းစားနဲ့နှိမ့်လဲလို့ရှိရင်သူ့ရဲ့ဒီနောက်ဆုံးလေးရောက်ရှိသွားပါတယ်နောက်ထပ်ရှစ်ကွင်ထူကွင်ဘိတ်ကိုနှိမ့်လဲလို့ရှိရင်ဒီမျိုးသွင်းပုံဒီအပေါ်ဆုံးကိုပြန်ပြီးတော့ရောက်လာမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့လေယာတွေကိုဒီရှိနေတဲ့လေယာတွေကို group ဖွဲ့လို့ရပါတယ် ဲ့တော့ဒီမှာမြို့သမီးနဲ့မြို့သားပုံလေးကိုကျွန်တော်တို့ကဥပမာဆိုပါတော့ဒီမှာပုံနှစ်ပုံကိုရှင်ပြီးတော့ဒီတန်းလေးထားလိုက်တယ်ကျွန်တော်တို့ကဒီနေထားလေးကျွန်တော်တို့ကြိုက်သွားပြီဆိုလို့ရှိရင်ဒီ layer တစ်ခုကို selection ပေးဖို့လိုပါတယ်အဲ့တော့ selection ပေးမယ်ဆိုလို့ရှိရင် shift key ကိုဖြည်ပြီးတော့ဒီ layer panel ထဲမှာ shift key ကိုဖြည်ပြီးတော့ layer radio တစ်ချက် radio နှိပ်ပြီးတော့မှ mango တစ်ချက်နှိပ်ပါဒီနေရာပုံကို selection ပေးပြီးပြီဆိုလို့ရှိရင်ဒီ layer panel ရဲ့အောက်ခြေမှာဒီ group ဖွဲ့တဲ့နေရာလေးရှိပါတယ် create a new group ဆိုတာလေးကို နှိမ့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမြို့သမီးနဲ့မြို့သားပုံကဂရုတစ်ခုတည်းကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်။အဲဒီချိန်မှာလည်းပဲကျွန်တော်တို့နာမည်လေးတွေပေးခြင်းနဲ့ဆိုရင်ဒါပဲကလစ်လေးနှိပ်ပြီးတော့ office team ဆိုပြီးတော့နာမည်လေးတစ်ခုပေးလိုက်ပါ။နာမည်လေးတစ်ခုပေးထားလို့ရပါတယ်။ဒါဆိုလို့ရှိရင်တော့ဒီမြို့သမီးမြို့သားပုံဒီဂရုတစ်ခုတည်းမှာရောက်ရှိသွားမှာပဲဖြစ်ပါတယ်။သူတို့နေရာဒီကိုရွှေ့ခြင်းတဲ့နေရာကိုရွှေ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပုံမှာရှိတဲ့ option bar ပုံမှာရှိတဲ့ဒီ two option bar ပုံမှာရှိတဲ့ group နဲ့ layer ဆိုတဲ့ရွေးချယ်တဲ့နေရာမှာ group ကိုရွေးထားပါတို့မှဒါပုံကအောက်စုလိုက်ရွေးမှာဖြစ်ပါတယ် layer ကိုရွေးထားမယ်ဆိုရင်တော့ကို selection ပေးတဲ့ layer တစ်ခုကပဲရွေးနေပြီးတော့ channel layer လိုက်ရွေးမှာမဟုတ်ပါဘူးအဲ့တော့ဒီ group ကိုပြန်ဖြည့်လို့ဖြည့်ခြင်းနဲ့ group and group လုပ်ခြင်းနဲ့ဆိုရှင်တော့ regular ထောက်မယ်ပြီးလို့ရှိရင် and group ဆိုတာလေးကိုနှိမ့်လိုက်ပို့လို့ပါတယ်ဒါဆိုလို့ရှိရင်တော့ group ဖြည့်ပြီးသားဖြစ်သွားလိမ့်မယ်အဲ့တော့နောက်တစ်ခုကဒီ layer တွေကို copy ပွားလို့ရပါတယ် duplicate ပွားလို့ရပါတယ် အဲ့တော့ဒီမျိုးသမီးပုံလေးကိုကျွန်တော်တို့ကထပ်ပွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ right click ထောက်ပြီးတော့မှအဲ duplicate layer ဆိုတာလေးကိုနှိပ်မယ်ပြီးတော့ကိုပေးခြင်းနဲ့နာမည်လေးပေးပြီးတော့ okay ဆိုပြီးတော့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ modulo လေးနဲ့ရွှေ့ကြည့်လိုက်ရင်မျိုးသမီးပုံကနှစ်ပုံဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဟုတ်ပြီကိုကဒီပုံမလို့ခြင်းတော့ delete လုပ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲအဲကျွန်တော်တို့ဒီခုလက်ရှိပွားထားတဲ့ layer ကိုဖြည့်ဆွဲပြီးတော့မှဒီဘက်မှာ layer panel ဘောက်အောက်ခြေမှာရှိတဲ့ mic ပုံလေးတွေကို ပြထည့်လိုက်လို့ရပါတယ်ဒါဆိုရင်တော့ layer မရှိတော့ပါဘူးနောက်ထပ်ဒီ layer တွေကို duplicate ပွားလို့ရတယ် copy ပွားလို့ရတယ်ဒီနည်းကတော့ကျွန်တော်တို့က order key နဲ့ဒီ move tool လေးနဲ့တွဲပြီးတော့မှဖြည့်ဆွဲတာပဲဖြစ်ပါတယ်အဲတော့ order key ကိုလက်ကဖြည့်ထားမယ်ဆိုလို့ရှိရင်များများပုံလေးတစ်ချောင်းပေါ်လာတာတွေ့ရပါမယ်များနှစ်ချောင်းပေါ်လာပြီဆိုလို့ရှိရင်လက်ကလက်ကိုဖြည့်ပြီးတော့မှဆွဲရွှေ့လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပုံကနှစ်ပုံပွားသွားတာကိုတွေ့ရပါတယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ duplicate လုပ်တဲ့ ုပ်ငန်းစဉ်လေးပေါ့နော်လုပ်ငန်းစဉ်လေးကိုရှင်းပြခဲ့တာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီ layer လေးကိုကျွန်တော်ပွားထားတဲ့ layer လေးကိုပြန်ပြီးတော့ delete လုပ်လိုက်ပါမယ်နောက်တစ်ခုကတော့ဒီ layer တွေကိုကျွန်တော်တို့ကကိုယ်စိတ်ကြက် color လေးတွေပြီးထားလို့ရပါတယ်အဲ့တော့မျိုးလုံး icon လေးပေါ်မှာ right click ထောက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပေးခြင်းတဲ့အကြောင်းလေးတွေအနီအောင်လေးတွေပြီးလို့ရတယ်နောက်တစ်ခုတခြားအကြောင်းလေးတွေပေါ့နော်အဝါအကြောင်းလေးတွေစသည်အားဖြင့်ကိုပေးခြင်းတဲ့ color လေးတွေကိုပြီးထားလို့ရပါတယ် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစာသားတွေမကဘင်းနဲ့ကိုယ့်ရဲ့နေရာတွေကိုကာလာလေးတွေနဲ့ခွဲခြားခြင်းအပြင်ဒီဒီဇိုင်းထိုင်တဲ့အခါမှာကိုစနေတကြနဲ့စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်နေရာတွေကိုစနေတကြစီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီကိုယ့်ရဲ့နောက်ခံ background ကိုကိုယ်စိတ်ကြိုက်ပြမှုအတွက်ဆိုလို့ရှိရင်တချို့နေရာတွေကိုမလွတ်တဲ့နေရာတွေတွေကိုခဏဖြောက်ထားခြင်းတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်ဒီအိုင်းပုံစံလေးပေါ့နော်အိုင်းအကွယ်လေး ူရဲ့လေယာဉ်ကိုမြင်ရတဲ့ visibility လေးကိုခဏဖြောက်ပြီးတော့ height လောက်ထားလို့ရပါတယ်။ဒါဆိုလို့ရှိရင်ဒီလေယာဉ် height ထားတဲ့လေယာဉ်လေးတွေကဒီ canvas ပေါ်ကနေခဏဖြောက်သွားမှဖြစ်ပါတယ်။အဲဆိုလို့ရှိရင်ကိုပြန်ပြီးတော့မှအသုံးချခြင်းနဲ့ချိန်ကြတော့မှပဲဒီ icon နော်နော် icon လေးတွေကိုဒီပြန်ဖွင့်ပြီးတော့မှကိုလေယာဉ်လေးတွေကိုပြန်ဖော်ပြီးတော့မှအသုံးပြုလို့ရပါတယ်။နောက်ထပ်တစ်ခုကတော့လေယာဉ်တွေကိုကျွန်တော်တို့ကဆော့ဆော့က group ဖွဲ့တယ်လို့ပဲလေယာဉ်တွေကိုတစ်ခုနဲ့တစ်ခုတစ်ခါလေး link ချိန်ထားလို့ရပါတယ်။ အဲဆိုရင်တော့သူတို့ကအတွက်လိုက်ကြီးကျွန်တော်တို့ကဒီယာတွေကိုဥပမာကောက alignment ချိန်ထားပြီးပြီး align လုပ်ထားပြီးပြီး spacing တွေချိန်ထားတာမျိုး test layer လိုမျိုးတွေနောက်တစ်ခုက shape တွေလိုမျိုးနေရာတွေချထားပြီးသားတွေကိုမရွေ့စေချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကလန်းချိပေးလို့ရပါတယ်။ဥပမာ LED နဲ့ main နဲ့ကိုကျွန်တော်တို့ကစောစောကလိုပဲ shape လေးခံပြီးတော့မှ selection ပေးလိုက်ပါမယ်။ပေးပြီးလို့ရှိရင်ဒီ layer band နဲ့အောက်ခြေမှာရှိတဲ့ဒီဒီတန်ကျိုးပုံလေးပေါ့နော်။တန်ကျိုးပုံလေးကို chain chain ဝင်ပုံစံမျိုးလေးကို တိတ်ပြီးတော့မှ link လုပ်လို့ရပါတယ်ဒါလေးကို link လုပ်လိုက်လို့ဆိုလို့ရှိရင်နေရာရဲ့ java chat မှာ link လေးတွေပေါ်လာတာတွေ့ရပါမယ်အဲ့တော့ဒီအတွဲလေးတွေကိုကျွန်တော်တို့ module လေးယူပြီးတော့မှဒီနေရာလေးတွေကိုရွှေ့လိုက်တဲ့အခါမှာလည်းပဲဆော့ဆော့ group ဖွဲ့ထားသလိုပဲနေရာတွေကသူ့အတွဲလိုက်သူသူ့အုပ်စုရဲ့အုပ်စုသူဒီလေ့ချိတ်ထားတဲ့အုပ်စုလိုက်လေးသူတို့ရွေးနေမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးတွေကိုပြန်ပြီးတော့မှ link ဖြုတ်ခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအောက်ကအလေးကိုဖြုတ်ခြင်းတဲ့ဒီ ဒီအရာကိုပြန်ပြီးတော့ selection ပြီးပြီးတော့ဒီမှာ icon လေးကိုပြန်နှိမ့်လိုက်လို့ရှိရင် selection လေးဒီစောစောလင်းလုံထားတာလေးပြန်ပြုတ်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီ opacity ပေါ့နော် opacity နဲ့ fill အကြောင်းလေးလည်းပြပြလိုပါတယ် opacity ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီအရာကိုကျွန်တော်တို့ရဲ့မျက်လုံးနဲ့ကြည့်လို့ရနိုင်တဲ့ပမာဏမြင်ရတဲ့ပမာဏကိုပြောချင်တာပါကျွန်တော်တို့ဘလောက်ဒီ transparency သဘောတရားနဲ့နည်းနည်းခက်ဆင်းနေမှာပဲ။ ကျွန်တော်တို့ဘလောက်ထိအောင်အနှင်းပေါက်မြင်ရတယ်လဲကျွန်တော်တို့ရာခိုင်နှုန်းလေးဒီ opacity ကိုကျွန်တော်တို့ကပုံလေးတစ်ပုံ man ဆိုတဲ့ပုံလေးကိုကျွန်တော်ထောက်ထားတယ် opacity ကိုကျွန်တော်တို့ချလိုက်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီမြို့သားပုံကဖြည်းဖြည်းနဲ့ပျောက်သွားတာကိုတွေ့ရမှာပါကျွန်တော်တို့မြင်ရတဲ့ပမာဏကရော့ရော့သွားတာတွေ့ရပါလိမ့်မယ်ကျွန်တော်တို့0အထိချလိုက်ပြီဆိုတော့ကျွန်တော်တို့မြင်ကွင်းထဲကနေမှာ canvas ပေါ်ကနေမှာမြို့သားပုံကပျောက်သွားတာတွေ့ရပါလိမ့်မယ် ်တရားပြန်ထားလိုက်ပါမယ်ပြန်ပေါ်လာမှာပေါ့နော်နောက်တစ်ခုဖေးကလည်းသူနဲ့အလားစင်တူပါတယ်အဲသူလည်းဖေးကလည်းဒီလိုပါပဲကျွန်တော်တို့ဖေးကိုချလိုက်တယ်ဆိုလို့ရှိရင်ဒီအမျိုးသားပုံကညီမလေးရည်မှာပျောက်သွားမှာဖြစ်ပါတယ်ပြန်ပြီးတော့မှပြန်ပေါ်ခြင်းတဲ့ခါမှလည်းပဲပြန်ပေါ်လို့ရပါတယ်အဲ့တော့ opacity နဲ့ဖေးမှာဆိုလို့ရှိရင်ဗာလိတွေကွာလဲဆိုတော့ opacity ကကြတော့သူ့ရဲ့ effect တွေကို bias style တွေကနေပြီးတော့ဒီကျွန်တော်တို့တစ်ခုခုပေါ့ outer glow လေးထည့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထားပါတော့ အော်တာကလိုလေးတစ်ခုထည့်လိုက်တယ်ဆိုလို့ရှိရင်အမျိုးသားပုံဘေးမှာကျွန်တော်တို့ကသူ့ရဲ့တက်ဆိုင်တဲ့ layer style နဲ့ effect တွေဝင်နေပါဦးမြင်ရပါလိမ့်မယ်အဲ့တော့ကျွန်တော် opacity ကိုချကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအမျိုးသားပုံမှာရှိတဲ့ effect တွေရောအမျိုးသားပုံရောဒီ layer တစ်ခုလုံးကြောက်သွားတာတွေ့ရပါလိမ့်မယ်အဲ့တော့ hue ကိုချကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အမျိုးသားပုံကြီးကကြောက်သွားပြီးတော့သူ့ရဲ့ပတ်သက်ဆိုင်နဲ့နောက်မှာကျွန်တော်တို့ထပ်ထည့်ထားတဲ့ outer glow လို့ခေါ်တဲ့ဒီ effect တွေကတော့ပြောက်ကွယ်သွားခြင်းမရှိတော့ဘူးတွေ့ရပါလိမ့်မယ်ဒါကတော့အဓိက opacity နဲ့ PE အဓိကကွာခြားချက်ပဲဖြစ်ပါတယ်အခုလောက်ဆိုရင်တော့ဒီ layer နဲ့ပတ်သက်ပြီးတော့အကြံပြင်းသဘောပေါက်နားလည်လိုက်မယ်လို့ထင်ပါတယ်ဒီတိုင်းပဲလိုက်လို့ကြည့်ပါလိုက်လို့ကြည့်ပြီးတော့ဒီတည်ကျင်တဲ့ရှင်နဲ့ပြင်ပြလို့ရပါတယ်